ရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာပြည်သူလက်ပြကျော်စေရဲ့ဇန်နဝါရီလ22ရက်တနင်္ဂနွေမနက်ခင်း BBC မြန်မာဘာသာအစီအစဉ်လေးကိုကျွန်တော်မောင်သိမ့်မြတ်နဲ့ BBC ဝိုင်းတော်သားတွေကတင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံကတောင်သူလယ်သမားစိုက်ပျိုးရေးသမားများစောင့်စားမျှော်လင့်နေကြတဲ့စံသစ်တီထွင်လက်မြေတခွင်အစီအစဉ်အလှည့်ကြရပါပြီဥပမာကဒီတစ်ပတ်မှာတော့ငပြောစိုက်ပျိုးနည်းအကြောင်းကိုပြောပြထားပါဗျာ ပြောသီးကအမှက်စားလို့ရတယ်လို့ငပြောသီးအစိမ့်ကိုပပလှီးပြီးတော့အာလူးအကျွတ်ကျော်လိုမျိုးကြော်စားလို့လည်းရပါတယ်။အရွက်ကိုလည်းရောင်းစားလို့ရတယ်၊ပြိုးပင်ပေါက်လည်းရောင်းစားလို့ရတယ်၊မုံငါချက်ရင်တော့ငပြောပင်မပိုင်မဖြစ်တာကြောင့်ငပြောပင်ကဈေးကွက်ကျပြန့်တယ်လို့ပြောရမှာဖြစ်ပါတယ်။ငပြောပင်ကိုတစ်ချံလုံးစီးပွားပြင်စိုက်ပျိုးတဲ့သူတွေရှိသလိုပိန်းနဲ့သရက်အုံအစရှိတဲ့သက်ကြီးပင်တွေစိုက်တဲ့အခါမှာအရေးရဖို့ငပြောကိုစိုက်ရတာမျိုးရှိသလို့ အဲ့ဒါလို့တက်ကြီးပင်တွေဝင်ငွေမရခင်မှာငပြောပင်နဲ့ဝင်ငွေရအောင်လဲလှုပ်ကြသူတွေလည်းရှိပါတယ်။ငပြောပင်ကိုပုံမှန်ဖြစ်တော့အပင်အတက်ကနေတူးပြီးတော့စိုက်ကြပါတယ်။အခုနောက်ပိုင်းမှာတော့ဓာတ်ခွဲကန်းမှာမျိုးပွားထားတဲ့အပင်ပေါက်တွေကိုလည်းစိုက်ပြုတ်လာကြပြီဖြစ်ပါတယ်။ဓာတ်ခွဲကန်းအပင်ပွားတွေကတပြိုင်တည်းကြီးပြီးတော့တပြိုင်တည်းစီးတာကြောင့်ရောင်းတဲ့အခါမှာတပြိုင်တည်းဝင်ငွေရတာလည်းဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာငပြောပင်စိုက်ပြုတ်နည်းကိုသင်တန်းပေးနေသူထိုင်းနိုင်ငံအစိမြောက်ပိုင်းဥပေါ်ရတ္ထဌာနိခရိုင်ကဥထုံချနာ ဖုန်းမိကငပြောပင်စိုက်မဲ့သူတွေအတွက်ကတော့မြေဩဇာနဲ့ပတ်သက်ပြီးတော့အခုလိုရှင်းပြပါတယ်။ပြည်ထောင်ထမ်းကလကနိုင်ငိုင်းနင်เราต้องรู้อินซีวัตถุที่เราจะมาทําငပြောပင်စိုက်ရတာတော့လွယ်ပါတယ်။ဒါပေမဲ့သဘာဝမြေဩဇာနဲ့စိုက်မယ်ဆိုရင်အပြင်အတွက်မဖြစ်မနေလိုအပ်တဲ့ NPK မြေဩဇာဟူတော့လိလာရပါမယ်။ NPK ဆိုတာရဖို့ဆိုရင်နောက်ချီကြက်ချီတိရွက်ချောက်ပြောင်းမှုပင်စသဖြင့်တမျိုးချင်းကဘယ်ယာတွေကဘယ်အာနိသင်ရှိတယ်လဲ။ ဘယ်အချိန်မှာဘလောက်ပေးရမလဲဆိုတာတွေကိုလိုအပ်ပါတယ်အပင်ဆိုင်သူတွေကိုမြေဩဇာ NPK အကြောင်းအမြဲလို့ရှင်းပြနေတာကလည်းအကျိုးရှိမဲ့အလုပ်တစ်ခုဖြစ်လို့ပါ N ဆိုတဲ့ Nitrogen ကအရွက်ညွန့်တွေကိုအားပေးပါတယ်နောက်ခြေသရွက်စိမ်မြက်ဆိုတာတွေက Nitrogen ဓာတ်ပါဝင်မှုများပါတယ် P ဖြစ်တဲ့ Phosphorus ကအသီးပွင့်တွေကိုအားပေးပါတယ်လင်းတို့ချီငုံချီကြက်ချီဝက်ချီစတာတွေမှာဖော့စပါရက်ဓာတ်ပါဝင်မှုများပါတယ်ခေလို့ခေါ်တဲ့ပိုတက်ဆီယမ်ကတော့ အမြင့်နဲ့ပင်စီအားကိုပေးပါတယ်အသီးကိုချိုစေပါတယ်သီးရွက်ချောက်မြက်ချောက်တွေမှာပိုတက်ဆီယမ်အများဆုံးတွေ့ရပါတယ်ငါပြောပင်စဆိုင်တဲ့အချိန်မှာအပင်ကြီးထွားဖို့နဲ့အမြင့်အားကောင်းဖို့အတွက်နိုက်ထရိုဂျင်နဲ့ပိုတက်ဆီယမ်ဓာတ်အားများတဲ့မြေဩဇာတွေကိုသုံးရပါတယ်အဖူးထွက်ခါနီးပြီးဆိုရင်အသီးအပွင့်တွေကိုအားပေးတဲ့ဖော့စပါရက်ဓာတ်အားများတာကိုပေးရပါတယ်ဒီတော့မှအသီးလုံးကကြီးလာပါမယ်ငါပြောပင်ကရေကြိုက်ပေမဲ့ ရေဝိရင်တော့အမြစ်တွေပုတ်ပြီးတော့အပင်တည်တတ်တာကိုသတိထားပါမယ်ဗျာငပြောပင် စိုက်ကျင်းကိုတော့တတောင်ပတ်လဲအနက်ကတတောင်တူးပြီးတော့ကျင်းမှာမြေဩဇာမြေဆွေးတွေထည့်ပြီးတော့စိုက်ကြပါတယ်စိုက်ကျင်းကိုခက်နဲ့နဲ့တူးပြီးစိုက်မှပဲငပြောပင်ကခေါင်းတွေမြေပေါ်မှာပေါ်လာတာမျိုးကြာမြင့်မှာဖြစ်ပါတယ်ငပြောပင်ခေါင်းတွေမြေပေါ်တက်လာရင်တော့အသီးမကောင်းဘူးဖြစ်ပါတယ် ထိုင်းကငပြောမင်စိုက်စုတွေရဲ့ပြောပြချက်အရဆိုတော့တပင်နဲ့တပင်၄မီတာခြားတာကပို့ပြီးတော့ကောင်းတယ်တေကမှာအပင်150လောက်စိုက်လို့ရတယ်3မီတာခြားရင်တော့အပင်400လောက်စိုက်လို့ရတယ်တပင်နဲ့တပင်ကို1မီတာခြားပြီးတော့တန်းကြားကို3မီတာခြားပြီးစိုက်တဲ့သူတွေဆိုရင်တော့အပင်600ကျော်စိုက်လို့ရတယ်လို့ပြောပါတယ်တပင်နဲ့တပင်ဘလောက်ခြားသင့်တယ်လဲဆိုတာကတော့ကိုစိုက်မဲ့ငပြောမျိုးအပေါ်မှာလည်းမူတည်ပါတယ်တပင်နဲ့တပင်အရွက်မထအောင်ခြားစိုက်ရမှာဖြစ်ပါတယ် အရွက်ထပ်မယ်ဆိုရင်တော့နေအောင်ကြီးမထိုးနိုင်ပဲအပင်တွေဆစ်တက်သွားပြီးတော့အစီမကောင်းမှုဖြစ်မှာပါပြီးတော့ငပြောစီတဲဖို့လက်တွန်းလဲဝင်နိုင်တဲ့လမ်းအကျက်ထားဖို့ကလည်းအရေးကြီးတဲ့အချက်ဖြစ်ပါတယ်ငပြောပင်အစီများဖို့အလုံးကြီးဖို့နဲ့နောက်ပိုင်းအစီအမြန်ရဖို့အတွက်ဥထုံးချနာရဲ့စိုက်ပျိုနည်းကတော့စိတ်ဝင်စားဖို့ကောင်းပါတယ် พอเราปลูกแล้วหนอที่ขึ้นมาเราควรจะตัดหนอเมื่อใบมันคลี่แล้วสามารถเดี๋ยวเปลี่ยนไส้ပြီးတဲ့နောက်မှာအပင်မာကြီးကနေတားတဲ့အပင်ငယ်တွေထွက်လာပါမယ်ဒီတားတဲ့အပင်ငယ်တွေကိုထားမယ်ဆိုရင်အပင်မာကြီးရဲ့အစာအာဟာရမြေဩဇာတွေလူယူมาဖြစ်လို့အပင်မကြီးထွားတော့ပဲအတီးလဲနှဲသွားတတ်ပါတယ်တားတဲ့အပင်ငယ်တွေကိုအပင်မာကြီးကနေဖဲ့ထုတ်မယ်ဆိုရင်လဲအပင်မာကြီးရဲ့အမြစ်ကနာတတ်ပါတယ်တားတဲ့အပင်ငယ်တွေကိုမြေကြီးကနေလက်နှလုံးလောက်ခွာပြီးတော့ဖြတ်ထုတ်ရပါမယ်ဆယ်ရယ်ဆန်ငါးရဲ့တစ်ခါလောက်လိုက်ဖြတ်ပေးရပါတယ် အဲ့ဒီတော့မှအပင်မာကြီးကအသီးကောင်းလာမယ်အပင်မာကြီးက၈လလောက်ဆိုရင်အသီးသီးလာပါမယ်အသီးမရင်ခင်မှာတားတဲ့အပင်တွေကအပင်လုံးကြီးပြီးတန်မာတဲ့တပင်ကိုပြန်ပြီးတော့မွေးထားပါမယ်ဒီတော့မှမကြခင်မှာအသီးသီးတဲ့အပင်ထက်ရပါမယ်နောက်ပိုင်းမှာအဲ့ဒါကိုဆက်ပြီးတော့မွေးသွားမယ်ဆိုရင်၃လလနဲ့အသီးသီးတဲ့အပင်တွေရသွားမှာဖြစ်ပါတယ်ဗျာငပြောပင်ကတခါဆိုင်လို့ရှိရင်လင်းကနှစ်အထိသက်တက်တွေကိုထားလို့ရပါတယ်ငါပြောကောင်းမြေပေါ်မှာပေါ်လာရင်တော့အစီမကောင်းတော့လို့အစ်စ်ပြန်ဆိုင်ရမှာဖြစ်ပါတယ် ြောအတက်အပင်ပေါက်တွေကိုမြေပေါ်မှာချက်ချင်းချမဆိုင်ပဲနဲ့ပြိုးအိတ်ကြီးတွေနဲ့ပြိုးထားမယ်ဆိုရင်တော့အပင်စင်သန်လုံးကောင်းပြီးတော့ပြုစုရလွယ်တယ်လို့ဦးထုံးချနာကသူ့ရဲ့အတွေ့အကြုံကိုရှင်းပြပါတယ်။နော်မဆိုင်ထုံไว้ဘာမဆိုင်ထုံไว้ที่เราใส่ถุง2เดือนเนี่ยท่วมหัวแล้วครับเฉพาะกล้วยเพราะฉะนั้นที่ผมทําลงเนี่ยပြောမင်းအတက်ငယ်တွေကိုတူးလာပြီးပြိုးအိတ်ခက်ကြီးကြီးထဲမှာထည့်ပြီးတော့ပြိုးထားမယ်ဆိုရင်နှစ်လလောက်ဆိုရင်အပင်ကလူတရက်လောက်မြင့်ပါတယ်ဒီလိုပြိုးပင်တွေကိုတစုတစည်းတဲတော့ရေလောင်းပေးလို့လွယ်ပါတယ် မြေမာချဆိုင်တဲ့အခါမှာလဲပြိုးအိတ်ထဲမှာတတန်းနှစ်လရသွားပါတယ်မြေမာချဆိုင်ပြီးရှစ်လကြာမှာအသီးခုတ်ယူလို့ရမှာဖြစ်လို့အချိန်ကုန်သက်သာပါတယ်ဗျာအဲ့ဒီဆိုင်နီးတွေကတော့ဟုတ်ပါပြီငပြောပင်အတက်ကိုတူးပြီးတော့ဆိုင်နီးအပြင်ပေါ့လေငပြောပင်ကောင်းကိုခွဲပြီးတော့မျိုးပွားတဲ့နီးကိုလည်းပြောပြပါဦးထုတ်ချင်တာငါ့ဝယ်မင်းနဲ့ခပ်လောက်ကပါပါပါတယ်လောက်ကအော်အေးငါ့ဝယ်မင်းအမဖတ်မွေးကဒင်း นะครับเงาหนึ่งตาเนี่ยเบียวบินโกตู้ทุบปีเบียวบินก้องโกอเทชาจี้ยินอเปนอัตแปปอกผู้ญัศิอภุเลริโกตุ่ยอ่ะบาเลยเมตะโชก็อเปนป้องเงตองบาดับบาเดဒီလိုမျက်စိအဖုတွေကိုတခုစီခွဲယူပြီးတော့မြေမှာပြန်ပြို့ထားမယ်ဆိုရင်လဲအပင်ပေါက်ရပါမယ်။ငပြောကောင်းတစ်လုံးမှာမျက်စိ၄ဘူးကနေ9ဖုအထိပါတတ်ပါတယ်။အာလူမျက်စိဖြတ်ယူစိုက်တယ်လို့ပဲငပြောပင်ကောင်းမျက်စိတွေကိုခွဲချမ်းပြီးတော့စိုက်ပြိုးလို့ရပါတယ်။ ယောနီကတော့ငပြောပင်မျက်စီအဖူတွေမြေပေါ်မှာမြုပ်ထားပြီးအပေါ်ကနေကော်ရိုးနဲ့အုပ်ထားပြီးတော့ရေကိုဆူယုံလေးလောင်းပေးနေမယ်ဆိုရင် မကြခင်မှာပဲအပင်ပေါက်တွေထွက်လာတာကိုမြင်ရပါမယ်။အဲ့ဒီတော့ခီးသွားရင်ငပြောမျိုးကောင်းတွေ့ရင် တပင်လုံးယူလာစရာမလိုပဲငပြောကောင်းကိုပဲဖြတ်ယူပြီးတော့မျိုးစီတွေကိုခွဲချမ်းပြိုးယူလို့ရပါတယ်ဗျာ။ တချို့ကငပြောပင်ခေါင်းကိုမခွဲတော့ပဲမှောက်ရက်ဆိုင်လိုက်သူတွေလည်းရှိပါတယ်အဲ့ဒီကတော့ငပြောပင်ခေါင်းကနေတထွာလောက်အပေါ်ကိုဖြတ်လိုက်ပါစိုက်ကျင်မှာခြားဆိုင်တဲ့အခါမှာငပြောပင်ကိုစိုက်ကျင်အောက်ကိုခြပြီးတော့ခေါင်းကိုအပေါ်မှာထားပါတယ်ဇောက်ထိုးခြလိုက်တာဖြစ်ပါတယ်ငပြောပင်ခေါင်းကိုမြင်ခပ်ပပဖုံးပြီးတော့ရေလောင်းပေးမယ်ဆိုရင်တော့မကြခင်မှာပဲအပင်ငယ်နှစ်ပင်ကနေ၄ပင်အထိပေါက်လာတတ်ပါတယ်စိုက်ကျင်တခြင်းမှာငပြောပင်နှစ်ပင်နဲ့အထက်ထားမယ်ဆိုရင်တော့ အပင်နဲ့တတောင်လောက်ခွာပြီးတော့အပင်ပပတ်လဲမှာကျင်းငယ်လေးတွေတူပြီးတော့မြေဩဇာထက်ပေးတာကမြေဩဇာအပြည့်ဝရမှာဖြစ်ပါတယ်။ငပြောပင်ကြီးလာလေးမြေဩဇာကျင်းတွေကိုခွာပြီးတူပြီးတော့မြေဩဇာပေးရမှာဖြစ်ပါတယ်။အဲ့ဒီတော့မှပဲအပင်တိုင်းကအာဟာရအပြည့်ရရှိမှာလည်းဖြစ်ပါတယ်။ ပြောပင်မှာကြာရောက်တတ်တဲ့ပိုးကတော့ငပြောပင်ကောင်းတဲ့အပင်ကိုပိုးထိုးတာမျိုးစစ်တတ်ပါတယ်။အဲလိုမျိုးဖြစ်ရင်တော့တပင်လုံးကိုတူးပြီးတော့ဝေးဝေးမှသွားပြစ်ရမှာဖြစ်ပါတယ်။ဒါမှမဟုတ်ရင်တော့တချံလုံးကိုပိုးထိုးသွားနိုင်ပါတယ်။ပြီးတော့အရွက်ပိုးစားတာတွေလည်းစစ်တတ်ပါတယ်။အဲ့ဒါကိုတော့ပိုးသတ်ဆေးရည်၊သဘာဝဆေးရည်ပဲဖြစ်ဖြစ် ပိုးသတ်ဆေးရည်ပဲဖြစ်ဖြစ်သုံးလို့ရပါတယ်။ထိုင်းနိုင်ငံမှာငပြောပင်စိုက်ရင်တော့တနစ်ကိုတဧကကိုကြက်ငွေနဲ့တွက်ရင်၁၀သိန်းကနေ၂၅သိန်းလောက်ထိဝင်ငွေရပါတယ် စိုက်စင်းနှုတ်လိုက်ရင်တော့အမျက်စောများတဲ့သီးနှံတစ်မျိုးဖြစ်ပါတယ်နောက်တစ်ခေါက်ပြန်ဆုံရင်လည်းစီးပွားပြည့်စိုက်ပျိုးရေးမွေးမြူရေးအကြောင်းတွေကိုပြောပြမှာဖြစ်လို့စောင့်မျှော်အားပေးပါလို့ဖိတ်ခေါ်လိုက်ရပါတယ်ပျော်ပျော်ပါပါပေါ့ ွင့်မြင့်စီစဉ်နေဆက်တာတဲ့စမ်းသစ်တီချွင်လမ်းမြေတခွင်အစီအစဉ်ဖြစ်ပါတယ်ဒီစီစဉ်ပါဝင် BBC ရဲ့နောက်ဆုံးထုတ်လွှင့်ချက်တွေကို BBC Burmese.com internet seminar မှာလည်းတွားရောက်ကြည့်ရှုနားဆင်နိုင်ကြပါတယ်